နတံအတိယောပိဓမ္မတတံဓမ္မတိတုတ္တစိတ်တံပတိတတိမုဂဝနာဝိပ္ပတိတတိအတံမလောကလံကရောတိဩတတိပရိဝိဇ္ဇံသောပြမလောကပကောဟောတိမေတ္တာကတံစီရင်မေတ္တာပို့သလို့ရှိမကာကမောအိစေယရေမကောင်းတဲ့အိမ်ပတ်ဒီမမြင်မရဘူးဘုရား လာလူတွေကလည်းချစ်တယ်၊နတ်တွေကလည်းချစ်တယ်။နတ်တွေကလည်းဘုရားကြီးဆောက်ရှောက်ကြတယ်၊မြစ်တာပို့တာတဲ့ပုဂ္ဂိုလ်နတ်တရားလူကြီးမဆောက်ရှောက်ကြတာ။ဘုရားကြီးဆောက်ရှောက်ကြတယ်မြစ်တာပို့တာတဲ့သူကိုဟလာလက်နဲ့ဘေးကိုယ်အစိတ်ခတ်တတ်တဲ့အစိတ်ကျတဲ့ဘေးဒီမိဘေးရေဘေးတွေလည်းမလောက်နိုင်ဘူး။မိဘေးတွေလည်းမလောက်နိုင်ဘူး။ရေဘေးတွေလည်းမတက်ရောက်နိုင်ဘူးတဲ့မြစ်တာပို့တာတဲ့သူဟာ တရားအထုတ်တော်မယ်လို့ဆိုရတဲ့အရင်ပို့ပါဒီလိုတိုးရိမ်မှာလာလို့ရှိရင်တဲ့မေတ္တာကိုပို့ပါတဲ့မေတ္တာပို့ကြလို့ရှိရင်ဟဲ့လားဟိုတောဆောင်တဲ့တောင်ဆောင်တဲ့တရားအနောက်ရှောက်ဆိုင်နဲ့အတွေ့အကြုံတော်လို့တရားအထုတ်တဲ့ဌာမလို့အေးချမ်းညီညီညံ့မနေနိုင်ဘူးလားမနေနိုင်ပါဘူးဒီတင်ပကာကိုတရားအထုတ်လို့စိတ်မချခြင်းဖြစ်ရင်လည်းတဲ့မေတ္တာကိုတာပို့တာပါတဲ့ကိုယ်စိတ်ထဲမှာတရားအထုတ်တဲ့အချိန်မှာနှလုံးမတရားဖြစ်เสียပုံကိုအကြောင်းရနေ လို့ရှိရင်ကိုမြင့်တာဆူဆူဆက်တဲ့ပို့တာလို့ရှိရင်ကိုနှလုံးသိဝင်ပြင်းထန်သွားတဲ့အတွက်ကြောင့်စိတ်တွေနဲ့တိတိကျကျဖြစ်မလာဘူးလားဖြစ်လာတယ်မြင့်တာပို့တာတဲ့သူတယောက်အနေနဲ့မျက်နှာအစင်းကလည်းသူ့မှာလောဘဒေါသတွေဒေါသဆိုတဲ့မုန်းတရားတွေမရှိတဲ့ကြောင့်မျက်နှာကလည်းအတက်အထုတ်ကြည့်ကြည့်ချုံပြပြီးတော့ตาရမနေဘူးလား ဒီဒီမကတည်တဲ့ခါမှာလည်းမေတ္တာပုဒ်တာလည်းမေတ္တာကမ္မထာစီးပြတဲ့ပုဂ္ဂိုလ်ကမတွေ့မဝေးအီးချမ်းအီးချမ်းနဲ့မတည်နိုင်ဘူးလားဒီဒီမကဟိုတရားတရားနဲ့ဒီမရတာမှာတဲ့ခြင်းမဒီကိုရရှိနိုင်တယ်ဘယ်ကိုရမှန်းလဲခြင်းမဒီကိုရရှိနိုင်တယ်ဒါကြောင့်ဒီနေ့အစပြီးအာလုံးမေတ္တာပုဒ်တာပြီးနေကြပါဟုတ်လားမေတ္တာပုဒ်တာပြီးနေကြပါဒါကြောင့်တို့ ခုလိုအခြေကြီးမှာအားလုံးအစဉ်ပြေဖို့အတွက်နောက်ဆုံးနေနဲ့တရားသိက္ခာနေနေနဲ့မြတ်တရားပို့တာကြရအောင်မြတ်တာလေးရယ်ပို့တာဦးဇက်လည်းမြတ်တာဉာဏ်ကြီးဆရာတော်ဆိုပြီးတော့ပြောရရင်ဒါဆောက်ကြည့်ခြင်းနဲ့ကြာဦးဇင်းမြတ်တာလေးဒီနေ့မှာအပြည့်ဝကြီးပို့တာကြအောင်နော်ဟုတ်လားကျေးဇူးတော်ဘုရား крайне నీ నా గుదలి